မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဧပြီလ22ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ငပေးမြို့နယ်တွင် ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးစစ်သား63ဦးသေဆုံးကစစ်သုံးပန်း78ဦးအရှင်မီထီထဖြူဟာစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဘက်မှဖြူဟာမှုအပါဝင်တပ်သားတရာခန့်သေဆုံးပြီးလက်နက်ခဲရများသိမ်းပိုက်ရရှိကလေးမျိုးတောင်ပိုင်းစစ်တပ်နှင့်ဖြူစခန်း9ခုကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်စစ်ကောင်စီကလေရင်ဖြင့်အကြိမ်ပေါင်း1000ကျော်ပုံကျဲခဲ့ရရှိတဲ့တင်းတွေကိုတင်ဆက်ပေးကြပါမယ် ဥစွာငပေးမြို့နယ်တွင်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးစစ်သား63ဦးသေဆုံးကစစ်တုံးပန်း78ဦးအရှင်မိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေတိုင်းငပေးမြို့နယ်တွင်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးဘူမူတီဟအောင်ပါဝင်စစ်သား63ဦးသေဆုံးကဘူကြီးအောင်ငိန်ချံဘူကြီးတင်ကိုထက်အပါဝင်စစ်တုံးပန်း78ဦးအရှင်ဖန်စီရမိခဲ့တယ်လို့လူမှုတော်လှန်ရေး ဟာမိတ်အင်အားစု PRA မကွေးမှတာဝန်ရှိသူထံကသိရှိရပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့နနက်7:10မိနစ်အချိန်ခန့်တွင်ငဖဲမြို့နယ်နေရီကန်အနီးရှိစင်ကိုနာချံကို ကင်းပုံးဝေရန်လာသောအင်အား20ခန့်ပါဂျမ်ဘတ်စစ်ကောင်စီတပ်သားများကိုလူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးမှတော်လှန်ရေးပေါ်များကခြုံကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိကာဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ဖေဖော်ဝါရီလ ရှိရနေ့နနက်9:20မိနစ်အချိန်ခန့်တွင်ညဖဲမြို့နယ်နယ်ရီကံပြူဟာကုန်းမှဆင်းလာတဲ့ဂျမ်ဘက်စစ်ကောင်စီတပ်သားအင်အား60ခန့်ပါစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဖျက်တောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတွင်ဂျမ်ဘက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။မတ်လ18ရက်နေ့နနက်8:15မိနစ်အချိန်ခန့်တွင်ညဖဲမြို့နယ်ပစီကြီးရွာမှလိုင်ငန်ကြီးရွာကိုတက်လာတဲ့အင်အား40ခန့်ဂျမ်ဘက်စစ်တပ်စစ်ကြောင်းကိုလိုင်ကြီးရွာလမ်းခွဲအနီးမှာတော်လိုင်း င်တပ်ဖွဲ့များကဖြတ်တောက်တိုက်ခိုက်ခဲ့ရမှာကျမစစ်ကောင်စီတပ်သားခုနှစ်ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရင်းစစ်ကြောင်းနှင့်ကျမစစ်တပ်ရဲ့တပ်မ99လက်အောက်ခံတရင်များပါဝင်ကြောင်းသိရှိရပါတယ်။မက်လ30ရက်နေ့နနက်9:30နာရီ30မိနစ်ချိန်ခန့်တွင်လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေနယ်မင်းမှု KI အမှတ်နှစ်တရင်မှတော်လှန်ရေးဘော်များပူပေါင်း၍ပသိမ်းမုံရွာလမ်းမရှိပဒန်းမြို့မြို့ဝင်ဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါ ါတိုက်ခိုက်မှုတွင်ဂျမ်ဘက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး4ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပဒန်းမျိုးဝင်ကိဟာဂျမ်ဘက်စစ်တပ်ရဲနဲ့စာရဖားတို့ပူးပေါင်းထားခြင်းဖြစ်ပြီးအင်အား20ကျော်ဖြင့်ထိုင်ချထားကအရက်သားပြည်သူနဲ့ဈေးရောင်ဈေးဝယ်သူများကိုအတင်းအဓမ္မငွေကြေးတောင်းရင်ချင်းဖိနှိပ်ရန်ကားခြင်းများပြုလုပ်လို့ရှိတဲ့ဂိတ်ဖြစ်ကြောင်းသိရှိရပါတယ်။လူလူတော်လည်းမဟာမိတ်အင်အားစု PRA မကွေဟာဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း23ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီးတနက် KN က်များစွာကိုလည်းတင်စီရမိခဲ့ကြောင်းစူပါတိုက်ပွဲများအတွင်းဂျမ်ဘက်စစ်တပ်ဘက်မှဘူမူတီဟအောင်ပါဝင် စုစုပေါင်း63ဦးသေဆုံးကဘူကြီးအောင်ငိန်ချန်ဘူကြီးတင်ကိုထထုပါဝင်စုစုပေါင်း78ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းလူလူတော်လန်ရေးမဟာမိတ်အင်အားစု PRE မကွေးဟာမဟာမိတ်တော်လန်ရေးဖွဲ့စည်းများနဲ့ပူးပေါင်းကအမ်ဘရန်စစ်စင်ရေးမှာပါဝင်ဆောင်ရွက်နေကြတာဖြစ်ပြီးစစ်နယ်ဝန်ချက်ထွင်လှုပ်ရှားနိုင်ရန်လည်းတပြိုင်နက်အကောင့်တွေပေါ်ဆောင်ရွက်နေကြောင်းသိရှိရပါရဲ့ရှင် ဆက်လက်ပြီးထိထဗျူဟာစခန်းသိမ့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ပမဗျူဟာမှုပါဝင်တပ်သားတရာခန့်တိုက်ဆုံပြီးလက်နက်ခဲယမ်းများသိမ်းမဲ့ရရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။တနင်္သာရီတိုင်းတဝဲခရိုင်တွင်ရှိထိထဗျူဟာစခန်းသိမ့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ပမဗျူဟာမှုပါဝင်တပ်သားတရာခန့်တိုက်ဆုံပြီးလက်နက်ခဲယမ်းများသိမ်းစီရရှိခဲ့ကြောင်းပုံပြမျိုးနယ်ပြည်သူ့ရဲတပ်ဖွဲ့ဒုမျိုးနယ်ပြည်သူ့ရဲတပ်ဖွဲ့မှတူရဲမှုတာဝန်ယူထားသူရဲဘော်မှုကျူထံကသိရှိရပါရစေ။ဧပြီလ12ရက်နေ့ညနေ3:00ချိန်ကစ တင်၍စစ်ကောင်စီရဲ့ဒိတာ viewer scan တိတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပြီးရှေ့ရက်ကပြင်းပြင်းထန်ထန်တက်ကြိုက်ခဲ့ပြီးတဲ့နောက်ဧပြီလ19ရက်နေ့ညနေ9:00နာရီမှာစကန်းကိုပြည်သက်တက်ကြိုက်တင်ပိုင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါစကန်းတိတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ viewer မှုပါဝင်တပ်သားတရာခန့်တိစုံခဲ့ပြီးတော်လိုင်းဘူပေါင်းတပ်မှတဦးကြဆုံးခဲ့ကြောင်းစစ်ကောင်စီထံမှ120မမနှစ်လက်60မမ40မမ RPG နဲ့စစ်တပ်များလက်နက်ခဲယမ်းများစွာတင်စီရရှိခဲ့ကြောင်း ်စစ်ကောင်စီက MI7 တင်းရဟတ်ယာဉ် K8W Jet Fighter နဲ့ဝိုင်းတွဲလေယာဉ်များကိုအသုံးပြုပြီးနေ့စဉ်နေ့ပါပုံများကျဲချတိုက်ခိုက်ခဲ့တဲ့ကြားမှာစခန်းကိုသိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစခန်းသိမ်းစစ်စင်ရေးတွင် KNU တပ်မဟာလေတပ်မဟာမှုဦးစီးတဲ့တော်လိုင်းပူပေါင်းအဖွဲ့များနဲ့အတူမြို့သားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့များပုံပြင်းမျိုးနဲ့ပြည်သူ့ရဲတပ်ဖွဲ့တို့ပါဝင်ပူးပေါင်းကာတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ဆလပီကလေးမျိုးတောင်ပိုင်းစစ်တပ်နဲ့ပြည်စခန်း၅ခုကိုတိုက်ခိုက်သိမ်းမိုက်မှုတွင်စစ်ကောင်စီကလေရင်ဖြင့်အချိန်ပေါင်းတထောင်ကျော်ပုံကျဲခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။သခိုင်းတိုင်းကလေးမျိုးတောင်ပိုင်းရှိပြည်စခန်းများတိုက်ခိုက်သိမ်းမိုက်မှုတွင်စစ်ကောင်စီကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုအချိန်တထောင်ကျော်လုဆောင်ခဲ့ရမှာအပြစ်ပေးပြည်သူ၁၅ဦးသေဆုံးပြီး၄၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF KKG ကထုတ်ပြန်ထားပါရ၂၀၂၄ခုနှစ်အတွင်းစုဖွဲ့လေ့ကျင့်မှုစတင်ခြင်းနဲ့အတူ၂၀၂၅ခုနှစ်ဖေ ေဖော်ဝါရီလတွင် CTF KKG Major Operation စတင်ဖော်ဆောင်ခဲ့ကကလီနဲဂန်ဂိုကြားရှိစစ်ကောင်စီခြေစိုက်စခန်းများဖြစ်တဲ့ကမ်ပါနီစခန်း၊မန်တော်အောင်တာယာအရှိအနောက်ပြူစောတီဆူမိုရဲကျန်တာရွာများကိုနှစ်လတာအတွင်းဖျားကျေးဇူးတော်ကြောင့်အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းရင်း CTF KKG Major Operation တစ်ခုလုံးကိုတော့စစ်အမျိုးသားတမတော် CNA မှစီးရီကုတ်ကဲခဲ့ကြောင်းသိရှိရပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့တွင်ကလီနဲဂန်ဂိုကြားရှိစစ်ကော ောင်းစီခြေဆိုင်စကန်များနဲ့ထိုင်မာဇုံနဲ့တောင်တင်းဇုံစကန်တစ်ခုဖြစ်တဲ့ကမ်ဘာနီစကန်ကို၎င်းဒူနာဖေဖော်ဝါရီလ15ရက်ကလေးတောင်ပိုင်းရှိမှန်တော်ရွာနဲ့အောင်သာရွာအနောက်ရှိစစ်ကောင်စီခြေကုပ်စကန်များကိုဆက်လက်တိုက်ခိုက်သိမ်းမနေကြောင်းသိရှိရပါတယ်။ကမ်ဘာနီစကန်ဒိတ်တိုက်ပွဲတွင်မဟာမိတ်တပ်များအနေဖြင့် CNA, CDF, HAKA, CDF Tenderland, CDF CDMC, ABSDF ရောဒေတာလူမျိုးရေးတပ်ပေါင်းစု CDF Center ၎င်းညီနောင်စရှိသည်တို့ပူးပေါင်းပါဝင်ခဲ့ပြီးမှန်တော် ောင်တရာအရှိန်အောင်ရှိ စစ်ကောင်စီခြေဆိုင်စခန်းများကိုတက်ခိုက်သိမ်းပိုက်ခင်မှုတွင် PDF ဘက်က AKDF တို့ကနေပြည်တော်ရှင်းလင်းရေးထိန်းချုပ်ရေးကုကံကောက်ွေရေးတို့မှပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ကမ်ပဏီမန်တော်အောင်တရာတိုက်ပွဲများနေ့တကွာစစ်ကောင်စီမှပြန်လည်ထိုးစစ်ဆင်မှုစုစုပေါင်းစကူချင်းတွင်တိုက်ပွဲဖြစ်ပွားရာစစ်မီးပြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြေးဝါများသို့ဂျမ်မတ်စစ်ကောင်စီတပ်ဖက်မှ Jet Fighter နဲ့ Wing တွဲ Wing 8ရောက်ရှိတဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်တထောင်ကျော်ပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ထို့သောစစ်ကော ောက်စီတရက်လီကျောင်းတက်ခိုက်မှုတွင်ပြည်သူပိုင်စီယုံစာတင်ကြောင်းသာသနိကအဆောက်အဦနှင့်ပြည်သူနေအိမ်ပေါင်း60ကျော်လိုဒီကိုက်ပျက်စီးခဲ့ကကြေးရွာပေါင်း12ရွာကျော်မှပြည်သူပေါင်း2000ဝန်းကျင်တင်ဆောင်ခဲ့ကြရပြီးဒီချို့တဝက်ကျော်မှယခုတိုင်တင်ဆောင်နေကြရဆဲဖြစ်ကြောင်းသိရှိရပါတယ်လီကျောင်းတက်ခိုက်မှုတွင်အပြင်းမဲ့ပြည်သူ15ဦးထပ်မံတင်ဆောင်ခဲ့ပြီးတရားရပြည်သူစုစုပေါင်းအယောက်40ကျော်ခန့်ရှိခဲ့တယ်လို့သိရှိရပါတယ်ဧပြီလ17ရက်နေ့နဲ့ဇော်ပိုင်းတွင်ပြည်စောတိဆုံမှုရဲကျန်တာရွာကိုဆက်လက်ထိုးစစ်ဆင်တက်ခိုက်ခဲ့ရမှာမွန်လွယ်ပိုင်းမတိုင်မီ ီးတွင်ပင်အပိသက်တင်ပန်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။စူပါစကန်တိတိုက်ပွဲတွင်မဟာမိတ်အင်အားများအနေနဲ့ CNA, CDF တန်တလန် CDF CDM စီရင် ABSDF ဟန်ဒါရီဘကပါ MCR PDF ဘကဂလီတောင်ပိုင်းတလင်းအင်အားစုဖွဲ့များကပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ CDF KKG မီဂျာအော်ပရေရှင်းအတွင်းအသက်ပေးဆက်သွားခဲ့ရတဲ့ CDF KKG နဲ့မဟာမိတ်ဖွဲ့စည်းတီမအာဇာနည်ရဲဘော်များကုလအင်အားပေးဆက်ခဲ့ရတဲ့ရဲဘော်များတိုက်ခိုက်ရရရှိခဲ့ကြတဲ့ရဲဘော်များကိုအုံပြုအမေပါကြောင်းနဲ့ အောင်ပွဲရရှိသည့်အထိစွမ်းကုန်ပေးဆက်တိုက်ပွဲဝင်ခဲ့ကြရရဲဘော်များရဲ့ဇဲလုံလော်ရီယာစိုက်ထုံမှုတို့ကိုလေးကြောင်းကွန်ယူကြောင်း CDF KKG ကထုတ်ပြန်ပြောဆိုထားပါရယ်စင်လန်ဒီဖန့်စ်ဖို့ကလီကဘောကန်ကော CDF KKG အနေနဲ့ကလီကန်ကောကြားချက်ရှိနေသေးတဲ့စစ်ကောင်စီစခန်းများပြည်စော်တီစုမှုကြီးရွာများကိုမကြမီဆက်လက်ပြီးတိုက်ခိုက်သွားမည်ဖြစ်ကြောင်းခြေပြုလျှောက်ရှားဒေတာဖြစ်တဲ့ချင်းပြည်နယ်စကိုင်းနဲ့မကွေးတိုင်းဒေတာအတွင်းရှိဂျမ်မစ်စစ်ကောင်စီများကိုမိဖက်တော်လိုင်းဖွဲ့စည်းများနဲ့အတူပူးပေါင်း၍ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိပေထားပါရယ် ရှင်ဒီကနေ့2025ခုနှစ်ဧပြီလ22ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်မကတော့သတင်းတင်ဆက်သူနှောင်းယွင်းမွေးဖြစ်ပါတယ်ရှင်